အားလုံးပဲမင်္ဂလာပါနော် ICA Computer Learning Page မှာပြန်လည်ကြိုဆိုပါရစေ။အခုလေ့လာရမယ့်တင်ကန်းစာကတော့ Fora ကိုမိမိနှစ်တက်တဲ့ဖိုတိုပုံပြောင်းနည်းအကြောင်းပဲဖြစ်ပါတယ်။အခုပေါ့နော်ဒီ Fora ကိုမိမိနှစ်တက်တဲ့ပုံပြောင်းမှုရန်အတွက်ဆိုလို့ရှိရင် ကျမတို့ကဒီဘောနော်ဖိုရာကိုနှိပ်လိုက်မယ်ဒီဖိုရာမှာကျမဒီပုံကိုနှိပ်မယ်ဒီပုံပေါ်မှာကျမ right click နှိပ်လိုက်မယ်ပေါ့နော် right click နှိပ်လိုက်မယ်ဒါဆိုရင် show more option ကိုတွားရပါမယ် show more option ကနေပြီးတော့ map properties ကိုနေရမှာဖြစ်ပါတယ်ဒီ properties ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျမ customize ကိုတွားမယ်ပေါ့နော် customize မှာ chain icon ကိုတွားမယ် chain icon မှာကျမကဒီမှာပုံရှားမယ်ပေါ့နော်ကျမနှစ်တက်တက်ပုံရှားမယ်ကျမနှစ်တက်တက်ပုံရှားမယ်ရှားမယ်ပေါ့နော် ဒါဆိုရင်ဒီထဲမှာကျမဘာပုံတွေ့လဲဆိုလို့ရှိရင် okay ဒီပုံတွေ့ဒီပုံနေပြီး okay နေလိုက်မယ်ပြီး apply ကိုနေလိုက်မယ် okay နေလိုက်မယ်ဒါဆိုလို့ရှိရင်ဒီ bonafura ကပုံပြောင်းသွားမှာပဲဖြစ်ပါတယ်နောက်တစ်ပုံပြန်ပြောင်းကြည့်အောင်နော်ဒီပုံမှာ right click နေလိုက်မယ် show more option properties ကိုတွားမယ် properties ကနေပြီးတော့ mark customize ကိုတွားမယ် customize ကနေ change icon တွားမယ်ပေါ့နော်ဒါဆိုဒီကဘာလုံးပုံကိုပြောင်းကြည့်အောင် okay apply okay ဒါဆိုရင်တော့ဒီ design လေးပြောင်းသွားအောင် တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုမိတ်ဆွေလည်းဆက်ကြည့်ပါနော်။နားမလည်ရရှိလို့ရှင်လည်း comment မှာမိထားပြလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။